မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တဘုံသတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကပြည်ထောင်လူငင်းကွင်းအမိန့်ဂျာနာစစ်စစ်စစ်အမှုများကိုပိတ်သိမ်းခြင်းအမိန့်နှင့်ပြည်ထောင်လူငင်းသက်သာကွင်းအမိန့်များထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်အမိန့်အမှတ်30မြင်းဆောင်2025ဖြင့်ပြစ်တံလူငင်းခွင့်အမိန့်ကို၎င်းအမိန့်အမှတ်၁၇မြင်းဆောင်၂၀၂၅ဖြင့်ကြားနာစစ်စစ်အမှုများကိုပိတ်သိမ်းခြင်းအမိန့်နှင့် အမိမ့်မှစနစ်မြင့်ဆောင်2025ဖြင့်ပြည်ထောင်လူငင်းတက်တာခွင့်အမိမ့်များကို1389ခုနှစ်2ဒေါ်လာဇန်9ရက်2025ခုနှစ်နိုဝင်ဘာ26ရက်ရက်စွဲဖြင့်ထုတ်ပြန်ကြေညာကြောင်းသိရပါသည်။အဆိုပါထုတ်ပြန်ချက်တွင်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်ပြည်သူလူထုတရက်လုံးကလူလာတောင်းတသည့်ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှောက်လန်းနိုင်ရေးအတွက်အဓိကထားဆောင်ရွက်လျက်ရှိတဲ့အားလျော်စွာပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေး ဥတီချက်ချမှတ်ဆောင်ရည်ရှိကြောင်းမကြမီကျင်းပတော့မဲ့ပါတီစုံဒီမိုကရေစီအထူးရေကောက်ဝဲကြီးတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့မဲဆန္ဒရှင်ပြည်သူအလုံးဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေနှင့်လွတ်လပ်မြတ်စွာဆန္ဒမဲပေးနိုင်ရေးအတွက်ရှားသတ္တကြီးပုံမှန်905ကအရာပြစ်မှုထင်ရှားစီရင်ခံရပြီးအကျဉ်းထောင် အချုပ်ထောင်အကျဉ်းစခန်းအသီးသီးတွင်ပြစ်ဒဏ်ကျခံလျက်ရှိသောအကျဉ်းသားအကျဉ်းသူ924ဦးကိုရာဇဝတ်ချက်တုံးဥပဒေပုံမှတ်401ပုံမှတ်ခွဲ1အရာ နောက်တစ်ကြိမ်ပြစ်မှုထက်မှန်ကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင်ယခုကြခံရန်ကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြခံပါမည်ဟုသောစီကံသတ်မှတ်ချက်ဖြင့်၎င်းတို့ကြခံရန်ကြံရှိရဲ့ပြစ်ဒဏ်များပေါ်ရှော့ပေါ်၍ပြစ်ဒဏ်မှလူငင်းခွင့်ပြုလိုက်ကြောင်းရှာသတကြီးပုံမှန်905ကအရပြစ်မှုထင်ရှားစီရင်ခံရပြီးအကျဉ်းတောင်အချုပ်ထောင်အကျဉ်းစခန်းအသီးသီးတွင်ပြစ်ဒဏ်ကြခံလျက်ရှိသော အကျဉ်းသားအကျဉ်းသူ2361ဦးကို ရှာစွေကျင်တုံဥရီပုံမှတ်410ပုံမှတ်ခွဲ1အရာ၎င်းသူကြခံရန်ကြံရှိသောပြစ်ဒဏ်များအပေါ်ရှော့ပေါ်၍လူငယ်တတာခွင့်ပြုလိုက်ကြောင်းနှင့်စသက်ကြီးပုံမှတ်905ကဖြင့်၎င်း၎င်းပြမှုဖြင့်ထွက်ပြေးတိမ်းရှောင်နေသည်ဖြင့်ရာဇွေကျွန်တော်ဥရီပုံမှန်912ဖြင့်၎င်းတရားစစ်ဆေးခံနာရသူ9580ဥရူရေးဂျာနာစစ်စစ်အမှုများကိုပိတ်သိမ်း၍တရားခိုင်များအားအမှုမှလွှတ်ရန်ဖွဲ့စည်းပုံအခြေခံဥရီပုံမှန်429ရာ ်ဤအမိန့်ကိုထုတ်ပြန်လိုက်ကြောင်းဖော်ပြပါရှိပါရရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့အမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသူနိုင်ငံသားများအနေနဲ့အမေနိုင်ငံကိုပြန်လာလို့ရပါတယ်ကြိုဆိုပါတယ်လို့ဗိုလ်ချုပ်ဆွန်မင်းထွန်းပြောကြားတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအနေနဲ့အမေနိုင်ငံကိုပြန်လာလို့ရပါတယ်ကြိုဆိုပါတယ်လို့ဗိုလ်ချုပ်ဆွန်မင်းထွန်းကမီဒီယာများရဲ့မေးမြန်းချက်ကိုပြန်လည်ဖြေကြားရမှာထည့်သွင်းဖြေကြားခဲ့ကြောင်းသိရပါတယ်။ဗိုလ်ချုပ်ဆွန်မင်းထွန်းကပြောကြားရမှာအမေရိကန်ပြည်ရင်းလုံခြုံရေးဝန်ကြီးဌာန Department of Homeland Security ရဲ့ထုတ်ပြန်ကြေညာချက်နဲ့အမေရိကန်နိုင်ငံသားနှင့်လူမှုကြီးကြပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်အရအမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသားများကို TPS ပေးထားတာကနေရက်ဆိုင်လိုက်တဲ့ဆိုတဲ့သတင်းကြားသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးလေ့လာကြည့်တဲ့အခါမှာ TPS ရက်ဆိုင်ရတဲ့အကြောင်းရင်းကတော့မြန်မာနိုင်ငံရဲ့အခြေအနေတိုးတက်လာမှုကြောင့်ဆိုတာကိုပြောဆိုထားတာတွေ့ရပါတယ်။ဒီထဲမှာမြန်မာနိုင်ငံဆိုရအနေနဲ့အရေးပေါ်အခြေအနေကရုပ်သိမ်းပေးခဲ့မှု ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်မှုစာမျက်နှာမှုတိုင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပြစ်ခတ်တိုက်ခိုက်မှုရစဲပြီးငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှုမြန်မာနိုင်ငံ၏အုပ်ချုပ်ရေးပိုင်းဆိုင်ရာတည်ငြိမ်လာမှုနှင့်တိုးတက်မှုတွေကြောင့် TPS အခွင့်အရေးရထားတဲ့မြန်မာတွေအနေနဲ့မြန်မာနိုင်ငံကိုလုံခြုံစွာပြန်နိုင်ပြီဖြစ်ကြောင်းသုံးသပ်ပြီးရဆိုင်ခဲ့ရဆိုတာကိုသိရပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့မြန်မာနိုင်ငံဆိုရအနေနဲ့ American အစိုးရရဲ့တီထုတ်ပြန်ချက်ဟာအပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်ဖြစ်တယ်လို့မှတ်ယူပါရစေ။ အမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသူနိုင်ငံသားများအနေနဲ့အမေနိုင်ငံကိုပြန်လာလို့ရပါတယ်။ကျေးဇူးပါတယ်လို့ပြောကြပါတယ်။ဆက်လက်ပြီးကျွန်တော်တို့နိုင်ငံမှာမကြာမီအချိန် အတွင်းမှာပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ဝယ်ကြီးကျင်းပတော့မှာဖြစ်ပါတယ်။အမေရိကန်ရောက်မြန်မာနိုင်ငံသားများအနေနဲ့မြန်မာနိုင်ငံကိုပြန်လာပြီးအထွေထွေရေကောက်ပွဲမှာမေးပေးနိုင်ပါတယ်။ခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တိဆောက်ရေးမှာပါဝင်နိုင်မှုလက်ကမ်းချူဆိုပါကြောင်းအတိပေးအပ်ပါတယ်လို့ထည့်သွင်းပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။